တတဒဏ္ဍသီလဒဏ္ဍဟိရိဥဒ္ဒပိယံဒဏ္ဍသုတဒဏ္ဍစာစာကောစာပညာဝေတတမဒဏ္ဍတခါကြီးတဲ့ဟောဒီလောကကြီးမှာစစ်မှန်တဲ့ချမ်းသာကို ပေးနိုင်တဲ့ဘလို့ရန်သူမျိုးကမှလည်းပဲလူယူဖြစ်စည်းလို့မရတဲ့အနှောက်အယှက်ပေးလို့မရတဲ့တကယ်တန်ဖိုးမြင်မှလာတဲ့ဥစ္စာပစ္စည်းကြီးခုနှစ်မျိုးရှိတယ်တဲ့အဲ့ဒီဥစ္စာပစ္စည်းကြီးခုနှစ်မျိုးကဘာတွေလဲဆိုတော့နံပါတ်1 ယတနာမြတ်သုံးပါးရဲ့ဂုံတတ္တိနဲ့ကံကံရဲ့အကျိုးကိုယုံကြည်ခြင်းလို့ဆိုတဲ့တတ္တတရားမိမိရဲ့ကိုယ်နဲ့နှုတ်ကိုအပြစ်ကင်းအောင်စောင့်စည်းထိမ့်သိမ်းနိုင်ခြင်းလို့ဆိုတဲ့တိလာတရားမကောင်းမှုအကုသိုလ်တွေကို ပြုအပ်ပြောရတွေးရမှာကို ရှက်တယ်လို့ဆိုတဲ့ဟိရီတရားမကောင်းမှုအကုသိုလ်တွေကိုပြုအပ်ပြောရတွေးရမှာကြောက်တယ်လို့ဆိုတဲ့ဩတ္တပတရားရသော်ဗျာဟောတော်မူခဲ့တဲ့တရားဒေသနာတွေကို မျက်မျက်နုံနုံတံပိုးထားပြီးတော့လေးလံလိုက်စားမှတ်သားမှုအကောင်းလို့ကိုယ့်ရဲ့ခေါင်းထဲစိတ်ထဲမှာဒီတရားဒေသနာတွေနဲ့ပတ်သက်ပြီးတော့အများကြီးသိမြင်နားလည်ထားတယ်လို့ဆိုတဲ့သုတတရားဆွတ်လွတ်နိုင်စွမ်းရှိခြင်းလို့ဆိုတဲ့စာကတရားကိုဘဝကိုခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိမြင်နားလည်သဘောပေါက်ခြင်းလို့ဆိုတဲ့ပညာတရားဥစ္စာပစ္စည်းကြီးဘယ်နှမျိုးတော့ခုနှစ်မျိုးเนาะတတ္တာတိလဟိရိဩဒပ္ပ သုတ္တစာကပညာဒီသူတော်ကောင်းတွေမြင်လို့တဲ့ဥစ္စာပစ္စည်းကြီးခုနှစ်မျိုးတနည်းအားဖြင့်အလွန်မှအစင်အတမြင်မှလာတဲ့စိတ်ရဲ့အရည်အသွေးကြီးခုနှစ်မျိုးဟုတ်လားတဟာလောကကြီးမှာရှိတယ်တဲ့တကယ်စစ်မှန်တဲ့ချမ်းသာကိုပေးနိုင်တယ်ဘလို့ရန်သူမျိုးကမှလည်းပဲဒီဥစ္စာပစ္စည်းတွေကိုပိုင်ဆိုင်ထားတဲ့ပုဂ္ဂိုလ်ရဲ့ချမ်းသာမှုကိုအနှောက်အယှက်ပေးလို့မရအောင်ဒါကြောင့်တကယ်ဉာဏ်ရှိကြတဲ့သူတော်ကောင်းတွေက ဘဝမှာတကယ်တန်ဖိုးရှိတဲ့ဥစ္စာပစ္စည်းဆိုတာဒီခုနှစ်မျိုးကိုပြောတာလို့သူတို့ကောင်းကောင်းနားလဲတယ်ပေါ့နော်အဲ့ဒါလိုလောကမှာထင်ရှားရှိတဲ့ဒီဥစ္စာပစ္စည်းကြီးခုနှစ်မျိုးကိုဟောဒီလူလောကကြီးမှာယောက်ျားတွေပဲဖြစ်ဖြစ်မိန်းမတွေပဲဖြစ်ဖြစ်တကယ်လို့သာပိုင်ဆိုင်ထားမယ်ဆိုလို့ရှိရင်ဒီယောက်ျားမိန်းမဘလို့လူမျိုးကိုမစို့သူဟာအလွန်ချမ်းသာကြွယ်ဝတဲ့ပုံကိုတယောက်ဖြစ်တယ်လို့ဆိုရလိမ့်မယ်